တနေ့တနေ့ကျွန်တော်နဲ့ကျွန်တော်ရဲ့မိတ်ဆွေကြီးစားမင်းနဲ့မောင်တို့ဟာတောင်ဝေကမှာဖမ်းမိထားတယ်ဆိုတော့တရားခံပြီးတိမ့်အောင်ဆိုသူအားကျွန်တော်တို့အင်းစိန် CND မှာအလို့ရှိနေတော့တိမ့်အောင်ဟုတ်ဟုတ်တွားရောက်ကြည့်ရှုခဲ့ကြပါလေထို့သောတွားရောက်ကြည့်ရမှာကျွန်တော်တို့အလို့ရှိနေတော့တိမ့်အောင်မဟုတ်ဘဲအခြားသောတိမ့်အောင်ဖြစ်နေသဖြင့်ကတိကောင်းနဲ့ပြန်ခဲ့ရပါလေတောင်ဝေကကလို့လိုက်ပါဖြစ်ဒလို့ရှိပဲဗျာ ကျွန်ုပ်ကမကျေနပ်သောလေတံနဲ့ပြောလိုက်ရာစာပလင်းနေမောင်ကဒီလောက်လဲဒေါသဖြစ်နေပါလေ IB ရေတီရာလန်းတွေကအော်ဒီဒေါ်ရင်ညရဲ့လက်ဖိလေးတောက်ဖို့ကန်တရားဖန်ပြီးပြလိုက်တယ်လို့ပဲသဘောထားလိုက်စမ်းပါလို့ဆိုသဖြင့်ကျွန်တော်လဲဒေါသများပြေပြောက်ရည်သွားပါလေထို့ကြောင့်ကျွန်တော်တို့ဟာအော်ဒီလက်ဖိရင်ဆိုင်ကိုခတ်သွို့သွို့ရှောက်ရည်လာကြပြီးလက်ဖိရင်နဲ့ပုံများမှာယူစားတော့ကြပါလေစာရင်းနေမောင်ဟာလက်ဖိရည်ကိုအရသာခံ၍တောက်နေပါလေ ို့တော့တောက်ပြီးတဲ့နောက် secret lake ကိုထုတ်ယူမိကြီးကနိုင်ငံပေါ်မှာချိန်ဆွဲထားသောဒေါ်တင်ညွန့်ရဲ့ခင်မွန်းဖြစ်သူပကြီးဆရာကြီးဦးချစ်တင်ရဲ့လက်ရာစီစေးပကြီးကားများကို အရသာခံ၍ကြည့်ရှုနေပါတယ်။ထိုခါ၌လူတစ်ယောက်ဟာကျွန်တော်ထံကိုတုတ်သီးတုတ်ပြန်နဲ့ရောက်ရှိလာပါတယ်။ထိုသူရဲ့မျက်လုံးများဟာကြီးကန်းတောင်းပေါက်ဆိုသောစကားနဲ့ညီညွတ်လာပါတယ်။ထိုသူဟာကျွန်တော်တို့အနီးမှာရှိတဲ့ခုံလွတ်တစ်ခုမှာ ခက်ရွရွကလေးဝင်၍ထားလိုက်ပြီးတော့ရှေ့တော့ဘေဘီကိုကြည့်ပြီးနေရင်စုံတော်ကြီးစားပလင်းနေမှောင်ဆိုတာဟုတ်ပါတယ်နော်လို့မေးလိုက်ပါတယ်ဟုတ်ပါတယ်ဘာကိစ္စများပါလဲလို့စားပလင်းနေမှောင်ကပြန်၍မေးပါတယ်ဝမ်းသာလိုက်တာဗျာစိုးတော့တာမွေကရင်နာမှာပလိတ်ချင်းချင်းပြောနေတာကြားရတယ်ဟောဟူကအရက်မြင့်မြင့်လူကစားပလင်းနေမှောင်ဆိုတာပေါ့ကွာလို့ပလိတ်တူကတခြားပလိတ်တူကိုပြလိုက်တာနဲ့ကြုံလဲမြင်လိုက်ရော ခမရလုံတော့ကနေထက်ချက်မကွာလိုက်လာခဲ့ရတာလို့ထိုသူကပြောပါတယ်ဒီလိုပါအကူအညီလေးတခုတော့တောင်းချင်လို့ပါကျုပ်တော့မယ်အကူအညီကမိတ်ဆွေတို့နဲ့ဆိုင်နေမဆိုင်ဘူးတော့ကျုပ်လည်းမသိပါဘူးကျုပ်မှအဲ့ဒီကိစ္စကမထွေးနိုင်မအန်နိုင်ဖြစ်နေလို့ပါထိုသူကဆိုပြန်ပါတယ်ဘာကိစ္စလဲစူးစမ်းမအောင်လို့စာမလင်းနေမောင်ကစီးကရက်ပြချွင်ရင်းပြန်၍မေးလိုက်ပါတယ် ရိုလီကိစ္စပေါ်လို့သူသူကပြောပါတယ်ရိုလီဆိုတော့ကဘယ်သူလဲလို့စောင်းလင်းနေမောင်ကမေးရပြန်ပါတယ်သူသူကရုတ်တရက်ပြန်၍မဖြေသေးဘဲဘေးဘီကိုကြည့်ရှုပြန်ပါတယ်ထို့သို့ကြည့်ရှုပြီးမှရိုလီဆိုတာကြုံမိမှာပါလို့ဖြေပါတယ်နေသမောင်မြတ်ခင်ဗျားမိမရိုလီကဘာဖြစ်လို့လဲလို့ကျွန်တော်ကကြားကဖြတ်၍မေးလျာသူသူက မိတ်ဆွေကစားပလင်းနေမောင်လားလို့ကျွန်တော်ကညနေတိညနေထားနဲ့ပြန်၍မေးပါလေထို့ကြောင့်ကျွန်တော်ဟာထိုသူနဲ့ဆက်လက်၍စကားမပြောလို့တော့သဖြင့်ဆေးရန်ဦးမှာဆေးဖြေကဆေးရန်ဖွာနေပါလေထိုခါ၌ဦးကြောင်ကြောင်နိုင်လာသော ထိုသူကစားပလင်းနေမောင်ကိုဆက်၍ပြောပြန်ပါလေကျုံမင်းမလူလီကဖျားမန်တရားမန်တည်တဲ့မိမမျိုးမဟုတ်ဘူးမိတ်ဆွေရဲ့လို့ထိုသူကပြောပါလေဒါလို့ဆိုလဲဝန်တာလူဦးပြိုင်ထုတ်တဲ့ဖျားရှိကိုအမျိုးမျိုးစာအုပ်လို့လောက်ဝယ်ပြီးပြေးလိုက်ပေါ့ဗျာလို့ ကျွန်ုပ်ကမရင်းနိုင်မထိုင်နိုင်ဝင်ပြောမိပြန်ပါလေခမရစာမင်းနေမောင်လားမဟုတ်ရင်ဝင်မပြောပါနဲ့ကျုပ်ကစာမင်းနေမောင်နေပဲစကားပြောနေတယ်လို့ထိုသူကကျွန်ုပ်ကိုတွေ့ပြန်တဲ့ဖြစ်ကျွန်ုပ်လည်းငြိမ်၍နေရပြန်ပါလေထို့နောက်ထိုသူဟာဘေးဘီကိုကြည့်ပြီးပြောပြန်ပါလေထိုသူကပြောလိုက်စာမင်းနေမောင်ကမေးလိုက်အချီအချပြောဆိုနေကြပါလေဖျားမရှိခိုးတဲ့ကျုံမင်းမရူလီကပြီးခဲ့တဲ့တလားကြော်ကြော်တော့ကရွှေရုံဖျားတက်ပြီးပြီးစိတ်တော့တာပဲ အကောင်းသားပဲလို့စာပလင်းနေပေါ်ကပြောပါလေအဲ့လိုပရိစေရာကနေတပတ်လောက်ကြာလာတော့အိမ်မှာကြော့ဝဲစီပြင်းဖျောင်းနိုင်နေထွန်းပရိရေစိတ်လှုပ်လာတော့တာပဲဒါလည်းကောင်းတာပဲမဟုတ်လားအဲ့လိုလှုပ်လာရာကနေရိုလီကထက်ရတယ်ဆိုပြီးစာရွက်တွေပေါ်မှာခဲတယ်နဲ့စာရီရေးတော့တာပဲအဲ့ဒါလည်းဘာဖြစ်သလဲဗျရေးမစိဘောစာရွက်တွေပေါ်မှာလည်းမဟုတ်ဘူး အိမ်ရှိမှာခြားထားတဲ့ရေတိုင်ကြီးတွေပန်းအိုးတွေမှာပါထုံးနေနဲ့လျှောက်ပြီးရေးပြန်ရောဗျဒါလည်းကိစ္စမရှိပါဘူးထုံးမုံတမုံတော့ဝဲပေးထားရင်ပြီးရောလေဗျာဘာများစိတ်ပူစရာရှိလို့လဲမိတ်ဆွေရဲ့လူစာမင်းနေမောင်ကပြောရင် secret late ထပ်၍ဖွာပြန်ပါလေအဲ့လိုစာရီရေးနေရကနေတနေ့ဖះပြန်လာပြီးကျုပ်ကိုငါသားကြီးဒီကိုလာအောင်လို့ခေါ်တော့တာပဲဗျာ ဒါလည်းဘာဖြစ်သလဲဗျာအမဲမပြီအမိတမိနှမမယွန်းခင်မုန်းတသွေကျွန်နယ်လေးဗျာလို့ဆိုထားတာပဲဗျအမိနဲ့တူတော့မရဆိုတာမျိုးဖြစ်ချင်ဖြစ်မှာပေါ့လို့စာဝင်နေမောင်ကပြောပြန်ပါလေတနေ့မှာရသိမှာတူ အင်ကိုလျှောက်လာပြန်ရောရသိမှာလည်းရူလီလိုပဲသူလည်းအဲ့လိုစာရီရေးတဲ့အကြောင်းပြောပြီးသူရေးတဲ့စာရီကိုပြတယ်ရူလီရေးတဲ့စာရီကိုလည်းသူကယူသွားတယ်อืม စိတ်ဝင်စားစရာကောင်းလာပြီလို့စာရင်းနဲ့မောင်ကပြောပါလေထို့ကြောင့်ကျွန်တော်လည်းအာယုံစူးစိုက်နားထောင်မိပါလေဆန်တော်ဆန်နေရူလီယာဒီနေ့ယသိမာလာမယ်လို့ပြောတဲ့နေ့မှာယသိမာရောက်လာတာပဲခမရင်ကလမ်းမလမ်းမလားစာမင်းနဲ့မောင်ကမိလိုက်ပါလေဟုတ်ပါတယ်ကြောင်မြောင်းစည်းရှိမှာပါလို့သူသူကပြန်၍ဖြေပါလေနောက်တော့ဘာလို့ဖြစ်သေးလဲလို့စာမင်းနဲ့မောင်ကမေးပြန်ရာ ထိုသူကသရေကိုမျိုးချပြီးတဲ့နောက်ရူလီကတလာအတွင်းမှာတိတ်ပြီးမှန်လာတယ်ဘိုးသူတော်လာအောင်မယ်ဆိုရင်ဘယ်ကဘလို့ရောက်လာတယ်မသိဘူးဘိုးသူတော်တယောက်ရောက်လာတော့တာပဲလို့ပြောပါတယ်အင်းစိုးစမ်းပါအောင်မြတ်တော်တော်တော့စိတ်ဝင်စားဖို့ခေါင်းလာပြီပဲလို့စာပလင်းနေမောင်ကပြောပါတယ်ရောက်လာတဲ့ရတဲ့မနဲ့ဘိုးသူတော်ကလည်းမခေဘူးဗျအင်ကိုရောက်တာနဲ့ဒီကနေ့ဘိုင်းနဲ့စားတယ်မဟုတ်လားရင်မရရံဖြစ်တယ်မဟုတ်လား နေမကောင်းလို့ရုံးတယ်ဘူးမဟုတ်လားနဲ့ချုပ်ကိုပြောလိုက်တာဗျာမှန်တော့တာပဲဗျာလူလီကလည်းတအင်းလုံးပါရေးထားလိုက်တဲ့စာတွေကမွားနေတာပဲဘီယိုမာရောနိုင်ယံမာရောဖျားစင်ကတောက်ရီဦးမာရောအဲ့ဒါဘလို့ဖြစ်တာလဲဗျအဲ့ဒါသိချင်လို့ပါစောင်းလင်းနေမောင်ရဲ့ခမရတော့ဘ ഹു သူတာလဲတည်ပြီးပြည်တယ်လို့ကြားဘူးလို့ပါလို့ထိုသူကပြောပါလေခမရဗမာလို့လို့တယ်လို့စောင်းလင်းနေမောင်ကပြန်မေးလိုက်ပါလေ အေဂျီယုံမှာပါလို့ထူထူကဖြေပါတယ်ခမားမိမရူလီကရေတိုင်ကြီးတို့နိုင်ရန်တို့မှာစာရေးတယ်ဆိုတဲ့စာတွေကတခါတည်းရေးတာလားဆောင်းလင်းနေမောင်ကမေးပြန်ပါလေမဟုတ်ဘူးရေးထားလိုက်ဖျက်ပြစ်လိုက်အစ်စ်ထိုက်ရေးလိုက်ဗျ तू ရေးသမျှစာတွေကိုတော့ तू မသိအောင်ကျုပ်ကစာရွက်တွေနဲ့ပုံလူကူးထားတော့တာပဲရူလီကစာရွက်နဲ့ရေးတာတွေကိုတော့ယသိမောင်ကိုပေးလိုက်လို့မကူရဘူးဗျ ရေတိုင်ကြီးကစာရီတော့တော့ကုထားတာအေးအေးတခုတော့ရှိတယ်မနေ့ကယသိမရေးပြီးယူလာခဲ့တဲ့စာရွက်တွေတော့ကျုပ်ခိုးပြီးတိတ်ထားတာရှိတယ်ဟောဒီဟာပဲခေါ်ရလေကတော့ရေတိုင်ကြီးမှာထုံးနေရေးထားတဲ့စာရီကျုပ်ကုထားတာထို့သောဆိုကစာရွက်တချို့ကိုဇပွဲပေါ်မှာချယူပြီးသဖြင့်ကျွန်တော်လည်းလှမ်းယူကြည့်လိုက်ရာအောက်ပါအတိုင်းတွေ့ရှိရပါတယ်စာရင်းနေမောဟာအထက်ပါစာရွက်များကိုကြည့်ရှုပြီးတဲ့နောက်ဒါပဲရှိသလားလို့မေးရာ ထို့သူက ဒါတွေကကျုပ်ကူးရေးထားတာတွေမလက်ကယသိမှယူလာတဲ့ဆာရွက်ရှိသေးတယ်ဒီမှာလို့ဆိုတာဆာရွက်တွေကိုချပေးပြန်ပါလေဆာဝလင်းနေမောဟာနောက်ဆုံးရတော့ဆာရွက်ကိုတေးချသွားကြည့်ပြီးထိုးသူအားအောက်ပါအတိုင်းမိပါလေမိတ်ဆွေနာမည်ကဘာတူလဲကျိုးနာမည်ကစိန်ဟမောင်ပါကိုစိန်လှမောင်ရဲ့မိမမတ်ရိုလီဟာအခုလို့စာရီရင်းနေတာဘလောက်ကြာပြီလဲစုစုပေါင်းတလကျော်တော့ပဲရှိပါသေးတယ် မရိုလီကရန်နာပွဲစားလို့သလားဟုတ်ပါတယ်ကျုလာကလည်းမလုပ်လို့ပွဲစားလေးပါလေးလုပ်ပါလေခင်ဗျာမရိုလီကဟော်ဒီစာရီမရေးခင်မှာအင်ဂျယ်လူလူစမလူလူဟာမျိုးတခုခုများရတာသီလားကိုစင်လာမောင်အောက်မလေးဗျာမှန်လိုက်တာစာမင်းနဲ့မောင်ရဲ့အဲ့ဒီပုံကိုဖျားစင်ရဲ့အောက်ဖက်မှာကတ်ထားတယ်အဲ့ဒီစမပုံကိုကြည့်ပြီးသူ့လက်တွေကတဆက်ဆက်တုံလာပြီးစာရွက်နယ်ခဲတယ်ယူပြီးရေးတော့တာပဲ ကဲကိုစိန်ကမောင်အဲ့ဒီဆမပုံကိုဖြစ်တဲ့နည်းရဲ့ဒီကိုယူလာခဲ့ပြီတော့ကောင်းပါပြီဗျာအေဂျီယုံစီဂျီကိုစိန်နမောင်ဟာဆိုင်ကားတစ်စီးနဲ့ထွက်သွားပြီးနည်းရမကြမီမှာပဲတုတ်တီးတုတ်ပြန်နဲ့ပြဲရောက်လာပြီးတော့ခေါရီဟာပဲပြောလို့သူက၆လမှပတ်လေကပြားပေါ်မှာရေးထားသောပုံပုံကိုဇွဲပေါ်တင်လိုက်ပါလေကျွန်တော်ရဲ့မေဆွေကြီးစောင်းလေးနမောင်ဟာအထက်ပါပုံကိုကြည့်ပြီးတဲ့နောက် ဘဲဘက်နှခမ်းအပေါ်ကိုအနေငယ်တွန့်၍ပြုံးလိုက်ပြီးကိုစိန်လောက်မောင်ဘက်ကိုလှည့်ကာခမရမိမစီကိုလာတဲ့ဖိုးသူတော်ရဲ့ညာဘက်မြက်ခုံးမှာအမားယုတ်ကလေးတစ်ခုရှိတာသတိထားမိလားကိုစိန်လောက်မောင်လို့မေးလိုက်ပါလေဟုတ်လိုက်တာစာပလင်းနေမောင်ရလို့ကိုစိန်လောက်မောင်ကအာရဝမ်းသာဖြေပါလေအခုခမရအိမ်ပြန်သွားပြီးတော့ခမရမိမအိမ်မှာရှိသလားမရှိဘူးဖျားကိုပရိစိတ်ဖို့သွားပြီ ။ဒါကြောင့်ဒီပုံကိုယူလာလို့ရတာပေါ့ဗျာ။ဆောင်းလင်းနေမော်ဟာ secret တို့ကိုပစ်ချနင်းချလိုက်ပြီ။အဘိတော်ပါလေမဟုတ်လားလို့ကျွန်ုပ်ကိုမေးလိုက်ရာ ကျွန်ုပ်ကကျွန်ုပ်ရဲ့ကိုအင်းကြီးအိတ်ကိုပုတ်ပြလိုက်ပါလေ။ကိုနေမောင်ကလာပြုတ်လူစုကလက်ဖက်ရည်ဆိုင်တွေကပြေးထွက်ပြီးတိုင်စီတစည်းကိုတား၍ကားပေါ်တက်နေသဖြင့်ကျွန်ုပ်ဟာလက်ဖက်ရည်ဘူးကိုကြပြားကြရာရှင်းရက်၎င်းတော့ကပြေးလိုက်ခါကားပေါ်တက်ရပါလေ။ အေဂျီယုံစီကြီးကိုစိန်နမောင်ဟာကျွန်ုပ်ရဲ့နောက်ကပြေးလိုက်လာပြီးဘယ်ဟုတော့မှလေစာပလင်ကျုပ်ကိုလည်းပြောခဲ့ပါဦးအားလုံးရှုပ်ကုန်ပါပြီဗျာဘာတွေဖြစ်ကုန်တာလဲလို့အော်ဟစ်ပြောဆိုနေသဖြင့်စာပလင်နဲ့မောင်ကထိုးသူအားကျောင်းတော်ကကသွားပြီးစောင့်နေပါလို့ပြန်ပြီးပြောပြီးနေရင်ကားထွက်ရန်အတွက်ဒရိုင်ဘာရဲ့ကြိုးကိုပို့လိုက်ပါတယ်ဘယ်ဟုတော့မှလဲဆရာလို့ဒရိုင်ဘာကဂီယာပြောင်းရင်းမေးလိုက်ပါတယ်ဘူရာယူမြန်မြန်ဟေးလို့ကိုနေမောင်ကပြောလိုက်ပါတယ် ။ငိုကလေးကပင်အမြန်မောင်းကျင်လာသောတိုက်စီဒရိုင်ဘာဟာလီဘာနင်းထားသော6ရောက်ကို ပြန်မကြွတော့ပဲဆက်ကုန်ဖွင့်ပြီးပေါက်ပါလေ။မူလာကြီးတို့တခဏတည်းမှာပင် ရောက်ရှိသွားပါလေ။မူလာကြီးကိုရောက်ရင်စားလေးလေးမောင်ကကားဝော်ကစီးပြီးပြီးပါလေ။ကျွန်တော်ပါမူကားကပြီးရဲ့အကျွေးမရှိသေးကလည်းတကြောင်ကိုနေမောင်ကိုမျက်ခြေပြက်၍သွားမိကလေးတချောင်းတို့ကြောင့်တက်ဆီဒရိုင်ဘာအားငါတို့ CN ကပါလို့ပြောရင်ကိုနေမောင်တော့ကိုပြေးရပါတယ်ထို့သောပြေး၍လိုက်စဉ်တက်ဆီဒရိုင်ဘာက ခမရတို့လုံးလိုက်ရင်ဒီပေါ်မျိုးကြီးပဲလို့ရေရွတ်လိုက်တဲ့ကိုကျဲရတဲ့ဖြင့်စိတ်ထဲမှာအနှဲငယ်အောင့်သက်သက်ဖြစ်မိပါလေကိုရင်းမောင်ဟာဘူရာစင်းရံဘောကလူများကိုရှောင်းတိန်ကိုကောင်ရင်ပြေးလွားနေပါလေကျွန်ုပ်လည်း၎င်းရဲ့နောက်ကပြေးပြီးလိုက်ရရပါလေတောင်းမြာကြမှာကိုရင်းမောင်ဟာယတိကဲ့သို့ဝတ်ဆင်လာသောဒုတိယနီးကိုရောက်ရင်ထိုသူရဲ့လေကုတ်ကိုဖမ်းနေ၍ဒူးနဲ့ခွက်ခနဲ့တိုက်ချလိုက်ကြကိုတွေ့ရပါလေထိုအချိန်၌ဂရုံးမြောင်တဲ့လူတယောက်ဟာအနီးကဖြတ်၍ပြေးသည်ဖြင့် ကိုနေမောင်ကထိုးကရုံးမြောင်အားနောက်ပြန်နေထားတဲ့ကန်လိုက်ရာကရုံးမြောင်ဟာ၃လေးကိုက်မြတ်လွင့်လဲကြပါပါလေ။အိုက်ဘီကရုံးတဲ့ကောင်ရဲ့ခေါင်းကိုခြောက်လုံးမျိုးတည်တဲ့ခန္ဓာနာလေးထူးခြားထားတယ်ဆမ။ဒီကောင်ကကျုပ်တို့လိုချင်တဲ့တရားခံပြီးသိအောင်ပေါ့ဗျလို့ပြောလိုက်ပြီးထိတ်ထိတ်ပြောပြဖြစ်နေတော့ခီးတယ်မျိုးသမီးနှူးအားကဲမက်ဝေစင်းနဲ့မက်ဒူရီတို့လည်းပြေးဖို့မကြံနဲ့လို့လှည့်ပြီးပြောလိုက်ပါတယ် ။မြားမကြမီမှာပင်မိသားဘူရာမှာရှိနေသောပလိတ်များရဲ့အကူအညီနဲ့ကရုံးမြောင်ယသိဝတ်နဲ့အမျိုးသမီးနှစ်ဦးအားကြောက်ရတာကကိုပို့၍ချုပ်ထားစီခဲ့ပါလေ။အေဂျီယုံစီကြီးကိုစိန်နာမောင်လေးရောက်ရှိလာပြီးနေရင်အချုပ်ခန်းအတွင်းဘက်ကိုရောက်ရှိနေသော၎င်းရဲ့မိမမက်ရိုလီကိုကြည့်ကဘလို့ဖြစ်တာလဲမက်ရိုလီရဲ့လို့မိကငိုကြွေးပါလေ။ထို့သောငိုကြွေးပြီးတဲ့နောက်စာပလင်းနဲ့မောင်ရင်ပြောပြပါအောင်လို့ဆိုပါလေ။အမှန်စင်စစ် ကိုစိန်လမောင်းသားလျင်တိလို့ဒီမဟုတ်ပြီကျွန်တော်လည်းတိလို့လပါတယ်ထို့ကြောင့်ကျွန်တော်ကအစ်စ်ကိုနေမောင်းပြောစမ်းပါဦးများလို့တောင်းပန်ရပါတယ်ကိုနေမောင်းက secret လေးကိုထုတ်၍မင်းကြီးလိုက်ပြီးတဲ့နောက်ကိုစိန်လမောင်းဘက်ကိုလှည့်ကကဲစီးရီမိမရတာဘလောက်ကြာပြီလဲလို့မေးပါတယ်နှစ်နှစ်ရှိပါပြီဆရာလို့ကိုစိန်လမောင်းကဖြေပါတယ်လူကြီးတွေပေးစားတာလားဒါမှမဟုတ်ရင်ဗမာတွေ့ပြီးယူခဲ့ကြတာလေလို့ကိုနေမောင်ကမေးပြန်ပါလေ ကလပ်မှာတွေ့ပြီးမိတ်ဆွေဖြစ်ရာကညှက်ခဲ့ကြတာပါဆရာခမရမိမမတ်ရူလီကဓမြခေါင်းဆောင်ရသေမောင်မောင်ရဲ့မိမပြူဓမြခိုင်းကိုပလိတ်ကဖြူတော့တယောက်တည်းရှောင်ခဲ့ကြရတာအချင်းနေမကောင်းလို့ခမရစီမှာခဏဝင်ပြီးဝတ်တာသူ့ယောက်ျားနဲ့ပြန်ပြီးအဆက်အသွယ်ရတော့တိုက်ရပါပစ္စည်းတွေကိုမတ်ရူလီကစိန်ဝဲသားအဖြစ်နဲ့ထူခွဲရောင်းချပေးနေတာအားလုံးရောင်းပြီးပြီသူတို့ပြေးကြတော့မင်း ငွေစိန်ကရသေးမောင်မောင်ရဲ့တပည့်သိန်းအောင်ရဲ့မိမရှင်းမိတာစီးကြီးဆောင်းလေးနေမောင်ကထိုးထိုးပြောလိုက်ရာကိုစိန်လာမောင်ကအဲ့ဒါတော့ရှင်းပါပြီခူစာဒီအကြောင်းပြောပြပါဦးလို့မေးပြန်ပါလေစာရီကလည်းလို့ဗျခမည်းယူလာတဲ့စမပုံကို ကြည့်ကလေးကခွတ်စာရဲ့တော့ချက်ဆိုတာကြုတ်ရိပ်မိပါလေအဲ့ဒီစမမှာရေးထားတဲ့စတာဘဝတို့လဘယံဘေးမရှိစီနဲ့တို့ဟာအပိုလေးလောက်ထားတာ အမှန်တော့ကာကြီးခါဝေးကိုနံပါတ်1နဲ့ပေးထားတယ်ဒီတော့ကာကြီးခါဝေးနဲ့စာလုံးစာလင်ကြားထဲမှာဃငယ်ဃကြီးငါဆိုတဲ့စလုံးကိုဖျောက်ထားတယ်အဲ့ဒီမှာစဉ်းစားစရာတစ်ချက်ရှိတာကနှလုံးတွဲဆိုတော့စုစုပေါင်းမှစာက10လုံးပဲရသေးတယ်အလေကစက်ဝိုင်းလေးကနှလုံးမှာပေါင်းမှ10နှလုံးပဲရှိသေးတယ်ဒီအဲ့ဒီ10နှလုံးနဲ့တော့စာရေးလို့မရသေးဘူး အတန်အတူတွေကိုထုတ်ပြရမယ်။ဥမာဂါငယ်နဲ့ဂါကြီးဆိုရင်ဂါငယ်တစ်လုံးပဲထား။ဓာတ်တွေဓာတ်ရင်ကောက်ဓာတ်ရင်မုတ်ဆိုရင်ဓာတ်တွေတစ်လုံးနဲ့ထားရင်တောင်မှ စုစုပေါင်း22လုံးရှိမှဖြစ်မယ်။ဒါလို့ပေါ့ဗျာ။ကာကြီးခါခွေဂါငယ်ငါစာလုံးစလင်ဇာခွေညတာဝန်းဘူးထဆင်သူဓာတ်တွေနာငယ်ပဆောက်ဖောက်ထုတ်ဘာကုန်းမရောက်လဟအပြီးတော့ ကာကြီးခါဝေးကိုတက်နှစ်စာလုံးစာရင်းကိုတုံးလေးအဲ့လိုပြေးသွားတယ်ပြီးတော့မှခြံခဲ့တဲ့ဂငယ်ငါဇာခွဲညစတဲ့စလုံးတွေကို71 72 73 74ပေါ့ဗျာခမရကိုပို့ပြီးရှင်းအောင်သူတို့ရဲ့စမပုံမှာခြံထားတဲ့စာတွေကိုဖြည့်ပေးလိုက်မယ်လို့ဆိုကာစာဝလင်းနေမောင်ဟာပုံစံကိုရေးပြနေပါတယ်ထို့သောရေးပြီးတဲ့နောက်စာဝလင်းနေမောင်ကပြောပြန်ဒီမှာကဲ ဲ့တော့ဝတ်စာရဲ့တော့ကိုရပြီအဲ့တော့သူတို့ရဲ့စာကိုဖတ်ကြည့်လိုက်တော့ပထမစာကငွေစိန်လာဒုတိယစာကငါဝက်မှုမြက်ကျက်ဆိုတဲ့ဟင်းနာမည်တွေတတိယစာကသူရုံးမသွားဘူးသရုတ်ထစာကတိမ့်အောင်လာနောက်ဆုံးစာကအရေးကြီးဆုံးပဲညနေ3:00နာရီဘူရာလာခဲ့ပြီပြီရီရီလို့ကဲရှင်းပြီလားထိုအခါကျွန်တော်က အောက်ပါမိကုန်းကိုမိမိပြန်มาတယ်အဲ့ရှိကိုစိန်လာမောင်မိမမတ်ရိုလီဟာဒဇုံတယောက်နဲ့ဆက်သွင်းနေကြောင်းခမရဘလို့ရိပ်မိတယ်လို့မိလိုက်ပါတယ်ထိုအခါကိုနေမောင်ကစီးရီကိုစိန်လာမောင်ကပြောတယ်မဟုတ်လားဗျသူမေရွာကပြောရင်ပြောတဲ့အတိုင်းဖြစ်နေတယ်ဆိုတာယသိမှလာရင်လာမယ်တဲ့ဒီအချက်ကစဉ်းစားစရာ ဖြစ်သွားတာပေါ့ဒါကြောင့်ကျုပ်ကမိတာ ကိုစိန်တော်မောင်တို့အိမ်ကလမ်းမာတမ်းမှာလားလို့ဘာဖြစ်လို့လဲဆိုတော့ကိုစိန်တော်မောင်မိမကအိမ်ရှိကရေတိုင်းကြီးမှာထုံးတဲ့စာရီဆင့်ပြီးရေးတယ်မဟုတ်လားဗျဒီအချက်ကဘယ်သူဘယ်သူလာရမယ်ဆိုတာအချက်ပေးတဲ့သဘောပဲရောက်လာတဲ့လူတွေကိုလည်းကိုစိန်တော်မောင်ကအထင်ကြီးတော့အောင်လို့ဘာဟင်းတဲ့စာရီဘာလုပ်တယ်ညာလုပ်တယ်ပေါ့ဗျာသူ့လူတွေသိအောင်မတ်လူကြီးကအိမ်ထဲမှာစာရီရောက်ရှောက်ရင်းနေတာပေါ့ဗျာလို့ရှေးရရဆိုတာရှင်းပြပါတယ် ထားပါတော့ဗျာသဘောပေါက်ပါပြီယသိမုံမုံတို့အဖွဲ့မှန်းဘလို့အခဲခတ်တယ်လေဗျကျွန်တော်ကထိုးသူမိနေရာဝတ်စာထဲမှာတိတ်အောင်လာတယ်ဆိုတာပါတယ်ဗျချုပ်တို့အလိုရှိနေတဲ့တရားခံကြီးတိတ်အောင်ကတခါဓမြကောင်းဆောင်ယသိမုံမုံအဖွဲ့လေးကပါဝူးသေးတယ်လေဗျာအင်းကိုနေမောင်ကတော့ဝတ်စာမှန်တဲ့ယောက်ကိုဖော်တိုင်းနဲ့ပါရမီတူးရှိပြတာကိုလို့ကျွန်တော်ကပြောလိုက်ရာကျွန်တော်ရဲ့မိတ်ဆွေကြီးစောင်းလင်းနေမောင်က ပါရမီမဟုတ်ရပါဘူးဗျာကရန်းသင်္ချာသဘောတွေပါကရန်းသင်္ချာကိုစိတ်ဝင်စားတယ်သူဆိုရင်ဒီလောက်လျှို့ဝှက်စားဖို့တော့ဖော်နိုင်ပါရဲ့ဗျာလို့ပြောလိုက်ရာကျွန်တော်အနီးမှာတရှုံရှုံငိုကြွနေတော့အေဂျီယုံစီအေဂျီကိုစိန်နာမောင်မှာအောက်ပါအတိုင်းပြောလိုက်ပါတယ်ကျိုးတော့ကနန်းတွေ့ရတယ်လူရှိ ਉ မလားဗျာအေဂျီယိုကကနန်းနေတဲ့နှမလုံးနေရတာအနှစ်40ရှိပြီဗျခမယောလူတော့ခွက်စာမခေါ်နိုင်ပါဘူးဗျာ တကယ်ပြောရရင်ဟွက်စာမတ်တော့မသိပါဘူးခမရတော့ပါရမီထူးလို့ပါစောင်းနေနေမောင်ရဲ့လို့